အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ YouTube channel နဲ့အားလုံးကြိုဆိုပါရစေ။ဆိုတော့ဟိုမင်္ဂလာမနက်ခင်းပါလို့နော်အရင်ဆုံးအနေနဲ့ပြောလိုက်ပါရစေ။ဆိုတော့ဒီနေ့အစောကကျွန်တော် Arsenal ရဲ့နောက်ဆုံးရတဲ့တင်းတွေကိုလေပြောပြသွားချင်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ဒီဟိုအားကစား driver ပေါ့ကျွန်တော်တို့ batter ကို Arsenal ကဒီတပတ်ထဲအတွင်းမှာပဲဒါအမြန်ဆုံးစာချုပ်ချုပ်ခေါ်ယူသွားမယ်လို့သိရတယ်။ဆိုတော့ပြရတဲ့ကျွန်တော်တို့ဒါ ဒီအကစားကစားမခေါ်ယူမှုနဲ့ပတ်သက်လို့အလုပ်တွေဆလုပ်မယ်ပေါ့လေဆိုတော့အဲ့ဒီတည်င်းလေးကိုအရင်ဆုံးမျှဝေခြင်းပါလေပြောရရင်တော့ဟိုချက်ချင်းဒါအစနယ်ကလုံးဝကိုအလင်းစလို အလိုရှိနေပြီးတော့ချက်ချင်းခေါ်သွားပြီးတော့ချက်ချင်းကိုဒီဒီအလုံးနဲ့ပတ်သက်တာတွေကိုစတင်ပါဖို့ရှိပါတယ်ဆိုတော့ပြောရရင်ဒီတစ်ပတ်ထဲမှာပဲဒါစာချုပ်ချုပ်ခေါ်ယူသွားမယ်လို့ဒါသိရှိရပါတယ်အဲ့ဒီတည်င်းလေးကိုအရင်ဆုံးအနေနဲ့မျှဝေခြင်းပါတယ်ဆိုတော့ နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဒီဘဂါယိုစာကာနဲ့ပတ်သက်လို့ဗျဒါအာတီရာကိုဒါစာကာဘယ်တော့ပြန်လာနိုင်မလဲဆိုပြီးမေးတဲ့ပုံမှာလေဆိုတော့ maybe ပေါ့အဲ့ဒါအာတီရာကဒီ international break ပြီးရင်ဒါစာကာတယောက်ပြန်လာနိုင်ဖို့များတယ်ပေါ့အဲ့မှာဆိုအဲ့ဒီချိန်လောက်ကြာရင်တော့ဒါဒါပြန်လာဖို့ရရခိုင်လုံးများတယ်အချိန်လေးကောင်းတယ်ဆိုပြီးတော့ဖြေသွားတယ်ဆိုတော့ကျွန်တော်တို့ဒါ ဒါ international break ကကျွန်တော်တို့ဒါအခုလာလစနေတင်းကလေး Chelsea နဲ့ကံပြီးရင်ဒါကျွန်တော်နားမယ် international break လာမယ်ပြီးရင် Abel ကကျမပြန်ပြီးတော့ကံမယ်ဒါ Abel နှစ်ရက်နေလို့ထင်တယ်ကျွန်တော် Fulham နဲ့ပြန်ကံမယ်ဆိုတော့လေဆိုတော့ဒါ international break ပြီးရင်ပြန်လာမယ်ဆိုတော့ဒါ Abel လာတဲ့မှာမှာပဲပြန်လာနိုင်မယ်လို့ဒါပြောလို့ရတာပေါ့ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ကဒီ16တင်း ချန်ပီယံလိ16တင်းအဆင့်ပေါ့လေကျွန်တော်ကွာတာဖိုင်နယ်ပွဲစဉ်တွေကိုတော့ဒါမှီဖို့ရများတယ်ပေါ့။နောက်ဆိုတော့ဒီကျွန်တော်တို့ချန်ပီယံလိကွာတာဖိုင်နယ်ပွဲစဉ်တွေကဒီဟိုပါမှာအေဗလာကိုရဲ့နေကြမှာကန်ကြမှာဆိုတော့ဒါအဲ့ဒီပွဲအမီတော့ဘိုကာယိုဆာကအေးစစ်စစ်ပြန်ကောင်းလာဖို့ရှိတယ်။ဆိုတော့ကျွန်တော်တို့ကဒါမျောလင့်ချက်အများကြီးရှိတယ်ဗျာနော်။အာဘယ်လိုလဲဆိုတော့ဟိုကျွန်တော်တို့ကဒီ16တင်းအဆင့်မှာပထမကြော်မှာ PSV ကိုဒါ အဝေးကမှလည်း17 minute နိုင်ထားဆိုတော့ဒါဒုတိယကြော့မကန်သေးဘူးဆိုပေမဲ့လည်းဒါနောက်တစ်ဆင့်အတော့ကကျွန်တော်ကြိုပြီးတော့မျောလင့်ထားလို့အဲနောက်တစ်ဆင့်မှာတွေးမယ် quarter မှာတွေးတဲ့အတင်းကိုပြိုင်ဘက်ကိုကြိုပြီးတော့မျောလင့်ထားလို့တွက်ထားလို့ရပါတယ်ဆိုတော့ဒါမဲ့ဟိုကန်စရာရှိတာတော့ဒါဒုတိယကြော့ကတော့ကန်အောင်မှာပေါ့လေဘောလုံးဆိုတာအလုံးကြီးဆိုတော့လည်းသိရမလားအဲဒီလိုမျိုးတွေတော့ရှိတာပေါ့ဆိုတော့အဲ့ဒီတင်းလေးတွေကိုလည်းအာ မျှဝေချင်ပါတယ်ကျွန်တော်ကတော့ပြောရရင်တော့စာကာကြီးတကယ်ကိုအကောင်းဆုံးပြန်လာနိုင်ပါစေပဲမျှော်လင့်တယ်ကျွန်တော်တို့မှလည်းပြောရရင်တော့ဗျာသူပဲရှိတာဒါပုံမှန်လင်းလင်းပြောရရင်အားကိုးစရာဆိုလို့ရှိမှကသူပဲရှိတာအခုတိုက်စစ်မရှိနေတဲ့အခါမျိုးမှာတကယ်ကိုသူပဲရှိတာနောက်တစ်ခါက तू ကဒီအဖက်ဖက်ကအချိန်ကောင်းဗျာစာကာဆောင်းရန်ကောင်းနေတယ်ကောင်းနေတဲ့အပြင်သူ့ရဲ့အသွေးအကြုံကတော်တော်လေးများနေပြီအဲအဲ့ဒါမျိုးတွေပေါ့ဗျာ ပြောရရင်တော့ဗျာသူအသေးဦးအောင်ဥဆောင်ထားနိုင်တဲ့အနေအထားမျိုးဖြစ်နေတယ်ပြောရရင်အသက်အရွယ်အရာအရင်တော့မကြည့်သေးဘူးပေါ့အမကြည့်သေးဘူးဆိုပေမဲ့သူ့ရဲ့သူငငယ်ကလေးကဆော့လာတဲ့ပုံစံနဲ့ပြီးတော့အင်္ဂလန်နဲ့သူတက်လာယူရီကဘာဖလာလေးစက်တိုက်ကန်လာတဲ့ကစားသမားတယောက်အနေနဲ့ကသူကန်လာတဲ့ပွဲအရေးအတွက်နဲ့ကတော်တော်လေးရင့်ကျက်နေပြီဒါကလုံးဝတေးကြတယ်အသင်းမှာလည်းဒါပနတီတိတ်ခါအဖြစ်အဝင်ယူထားတယ်အဲ့လိုအဲ့လိုမျိုးကသူ့စီကအများကြီး ကျွန်တော်တော့ညှော်လင့်နေပြောမှညှော်လင့်လို့ရတယ်ပြောရင်တော့ဗျာတော်တော်လေးအနှင်းကိုဆွဲတင်နိုင်တယ်ဒါကဆက်မိလို့ပြောရရင်ကျွန်တော်တို့ဒါအိုရီကန်နာတော့ဆိုလဲတော်တော်လေးဒါအာဆနယ်ကိုဆွဲတင်သွားတာဗျာဆွဲတင်နိုင်တယ်တော်တော်ပြောရင်တော့ဗျာဥဆောင်နိုင်တယ်ဘုကာဥစကားတကယ်ကိုမထင်ရဘူးဟိုပြောရင်တော်တော်စိတ်သက်မှာကြောတယ်လို့ပြောလို့ရတယ်ဥမာကျွန်တော်တို့ဒီသူဟို final မှာဟို final မှာသူ ဒီဟိုကလေပြင်ဒီလွဲတာလေလေအင်္ဂလန်နဲ့သူအဲအဲ့ဒါမျိုးတွေပါလေဆိုတော့သူအကောင်းဆုံးပြန်လာနိုင်ခဲ့တာပေါ့လေအဲ့တုန်းကတော့တော်တော်လူတွေတဲ့ဗောပြောရရင်တော့ဗျာအဲ့လိုမျိုးအခြေအနေတွေဖြတ်တန်းခဲ့ပြီးတော့ဒီကောင်စိတ်တပိုင်းဆိုင်ရာတော်တော်ရင်းကျန်နေပြီအဲ့လိုမျိုးကျွန်တော်ဆိုလို့ကျွန်တော်ဟိုတကယ်ကိုဟိုတော်တော်လူတွေအများကြီးမျောနေလို့ရတယ်ပြောရအဆိုတဲ့ခါမှာဒီချန်ပီယံလိကွာတာဖိုင်နယ်အမေပေါ့ဒါအေဗယ်လာလောက်မှသူပြန်ကောင်းလာမှုကတော့များတယ်ဆိုတော့အဲ့ဒီဒရင်လေးကိုပဲအရင်ဆုံးအနေနဲ့ အမျှဝေပြီးတော့ပြောသွားခြင်းပါတယ်ဆိုတော့ဒါနောက်ဆုံးနဲ့စကားဆက်မိလို့ပြောရရင်ကျွန်တော်တို့ဒါဘုံမောက်ကစားမှာစီမီရောလေအဲ့အဲ့ကောင်ကိုစီမီကိုဟိုဟိုဘယ်ကစားဘုံမှာပေါ့ဘယ်ကွန်းမှာကန်းလာကြိုက်တယ်လဲဆိုရဲအမေလေးပြတ်ပြီးပြောခြင်းပါအဲ့ဒါသူကဘာလို့ဆိုသူအကြိုက်ဆုံးကစားရတာနှစ်တက်ဆုံးကွာအမရိပဲတဲ့အဲ့လိုလေးပြေးပါဘာဘူးလို့လဲတာမမေးနဲ့ပေါ့အဲဒါမဲ့ ကျွန်တော်ကြိုက်တာကြိုက်တာပေါ့အဲဖြစ်ဘာဘူးလို့လဲဆိုတာတော့ကျွန်တော်ဖြေတော့ရှိတယ်ဒါပေမဲ့ပြောလို့မရဘူးပေါ့သူကအဲ့လိုမျိုးလေးဖြေသွားတယ်ပေါ့ဆိုတော့အဲ့ဒါလေးလဲကို့တာအမရိန်နဲ့ပတ်သက်တဲ့ဒီတင်လင်းလို့မျှဝေပေးတာပါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်ရှိတာကအဲ့ဒီအာဆနယ်နဲ့နည်းနည်းလေးတက်ဆိုင်နေတိတ်လည်းမတက်ဆိုင်ဘူးဆိုတာမျိုးပေါ့လေဒါကပါလဲဆိုတော့ကျွန်တော်တို့ဒီယာဒီမှာမိုဟာမက်ဆာလတ်ကအဆောက်ရမ်းကောင်းနေတယ်ပြောရရင်တော့အခု29ပဲ ပရိမြလေး29ပဲကံပြီးတဲ့အခါမှာသူ့ရဲ့တွန်းကုန်းနဲ့ကိုဖန်နေမှုစုစုပေါင်းက44ချိန်ဖြစ်သွားပြီဆိုတော့ဒါကကျွန်တော်တို့ online ရဲ့အကောင်းဆုံးကာလတွေမှာပရိမြလေးတရားဒီလုံးပရိမြလေးဂျိုင်ပွဲတစ်ခုတည်းမှာနော်ဒါအများဆုံး44ကိုပါဝင်ပတ်သက်မှုဒါကိုနဲ့ဖန်နေမှုကအဲ့လိုကိုပါဝင်ပတ်သက်မှု44ချိန်ရှိတာ အဲ့ဒီစံကြုံမှီသွားပြီပြောရင်တော့အဲ့ဒီမျိုးတရားတွေထဲမှာပရီးမီးယားလိပြိုင်ပွဲတစ်ခုထဲမှာပဲတရားတွေထဲမှာဂိုးနဲ့ဂိုးပေါင်ပတ်သက်မှု44ချိန်ရှိတာကအွန်ရီရဲ့ဟာလန်ရဲ့အခုဆာလက်ရဲ့ပဲရှိတယ်ဒီတော့ရောက်ပဲရှိတယ်ပြောရင်တော့ဟာလန်နဲ့ဆာလက်ဆိုတာအခုမှဗျာပြောဆိုလိုချင်တာကအဲ့လိုမျိုးဟိုးဟိုပြောရရင်တော့2000အဲ့အွန်ရီစပြီး2000 2000တုန်းပေါ့ အဲ့ဒီကတဲ့က2004အဲ့ဒီကတဲ့ကနေဖြတ်တန်းလာလိုက်တာအန်ဒရီယာဆန်ချင်းတင်လာလိုက်တာအဲ့ဒီဗီယာရီရဲ့ပရီးမီးယားလိဂ်ဝန်ကုန်းနဲ့ဂိုးပေါင်ပထမ44ချိန်ရလာတဲ့ဆန်ချင်းအများဆုံးဆန်ချင်းတင်လာလိုက်တာအခုမှအခုကြမှာသူ့ဆန်ချင်းကိုမှီကြတာပေါ့လေဟာလန်ပြီးခဲ့တဲ့ယာလီမှာမှီသွားတယ်ဆိုတော့ဒီယာရီမှာတော့မိုဟာမက်ဆာလက်ကကိုယ်ဝဲကြံနေသေးတဲ့အထီကိုမှီသွားပြီ ိုးဝဲကစားဖို့ကြံနေရောမိလိုက်ဒါကလုံးဝချီးကျူးအောင်ပါဗျာကျွန်တော်ကဒါကျွန်တော်ကတကယ်ပုံလင်းပြီးချီးကျူးအောင်အားကြောင့်မလို့လဲထည့်ပြောချင်တာတကယ်ကောင်းလို့လဲပြောရရင်တော့သူကအဲ့ဒီစံချိန်ကိုချိုးနိုင်တော့တကယ်လဲသူဆွဲဒီလိုပါဘူးဆွဲတင်ထားတာရမိုက်တယ်ပြောရတာအခုလဲသူတို့ကပရီးမီးယားလိဂ်လာရဖို့နှိစက်ဆုံးရှိပြီဆိုတော့သူ့ရဲ့ဒီသူ့ရဲ့ဒီဂိုးပေါင်ပတ်သက်မှုတွေအစ်စ်ဒီဂိုးတွေကလေသူ့ရဲ့ခြေစွမ်းတွေကလုံးဝအရာထင်တယ်လို့ပြောလို့ရတော့မှာပေါ့ <laughs> နည်းနည်းလေးပဲရခိုင်နှုန်း PC လေးပဲလိုတော့ရဗျအဲ့ဒါရလုံးဝပါဖက်ကြီးပြောရရင်တော့ကိုကအဲ့လောက်ဒီ go funding မှုတွေလုပ်ပြီးတော့အတင်းရံဘာရလက်မှမရအောင်ဘာဖလားမှမရအောင်ဘာမှအဖက်အဖက်မတင်ဘူးဆိုတော့တိတ်ပြောစရာမရှိဘူးဗျအဲ့ဒီတရင်လေးညဝေကျင်လို့ပါဘာလို့ဆိုတော့ဟိုကစားသမားနှစ်ယောက်ကိုရှင်နေဆိုတာထက်ဟိုသူစံချိန်တွေကိုကျွန်တော်ပြောပြတာပြီးတော့လဲဒါသူတို့သူတို့အဲဒီဟာတွေနဲ့သူတို့အတင်းကိုဘယ်လောက်ထိအကျိုးပြုနေလဲဆိုတာမျိုးပေါ့ ကဘာဘူးကကောင်းတာဆိုပေမဲ့အဲ့လိုဆာလက်ကဂျုံအားဆွဲတင်အားရလဲကြောက်စရာကောင်းတယ်အဲအဲ့ဒါလေးကိုပြောချင်လို့တကယ်တကယ်50ဂိုးပောင်ပတ်တမှုဂိုးနဲ့ဂိုးပောင်ပတ်တမှု54ချင်းဖြစ်သွားရင်ဆာလက်ကတရာရီထဲမှာเนาะဒါပရီးမီးယားလိတရာရီထဲမှာမှာပရီးမီးယားလိဂျိုင်ပွဲတစ်ခုထဲမှာဆိုတော့အဲ့ဒါလေးမျှဝေနေမယ်ကျွန်တော်ရဲ့ဒါနေအတွက်ဗီဒီယိုလေးလေးကို ဆိုတော့ဒီမှာတင်ရန်နာလိုက်ပြပါစေနော်အစဉ်ပြေအားလုံးကိုမမလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ကြလို့ရပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်